သူပွဲလုံးမှာဆိုသူရှိနေတော့ဆိုရမှာတင်တာပဲအဲ့လိုမရှိမှဆိုရမှာဆိုတော့ပို့ပြီးတော့ဟိုပါပေါ့1 1 0အထိပ်ဖြစ်ပေါ်မသိအသက်ရှင်ခြင်းချစဉ်းစားတွေ့ကမိပုံငယ်ဆုံးတဲ့တခြင်းကြတော့1 0တော့သူမရှိတဲ့သူ့အမှုပညာကိုသူ့တငယ်ချင်းသူ့ဂီတရောင်းနေကိုငယ်က ဆိုနေတာနားထောင်ပါဘုငယ်စရာ We call a dream deserves a dream ဆရာတော်ဒီကလည်းမဆုံးခင်အဲ့မှာကိုကတော့ပြန်ကောင်းလာမယ် ကောင်းမယ်တဲ့ကိုကတော့ကြာငောင်းအောင်မသိဘူးပေါ့နော်ဒီလိုမင်းမျိုးကလူနဲ့တွေ့တော့ဟိုဒါလေးလုံမယ်ပေါ့နော်စုံမလားပေါ့နော်အဲ့ဒါနဲ့ဟိုစိုးကျင်တာပေါ့စုံမလားဆိုဝမ်ဝမ်တာနဲ့ကိုလက်ခံထားတာပါဒါမှလက်ခံပြီးမှစုံသွားတာပေါ့နော်စုံအဲ့ဒါတိရတော့စိတ်မကောင်းဟိုဟိုအဲ့လိုပြောတော့ဟိုသူပွဲလုံမယ်ဆိုသူရှိနေတော့စိုးရမယ်ထင်တာလေအဲ့လိုမရှိမှစိုးရတော့ဆိုတော့ပို့ပြီးတော့ဟိုပါပေါ့1 1နဲ့တော့ ကျွန်တော်နဲ့ကြာလေ generation ကနည်းနည်းလေးကွာသွားပါတော့เนาะကွာသွားတော့ကျွန်တော်တို့ကဆရာတော်ဒီဝေတို့ရေးတဲ့အချိန်မှာကျွန်တော်တို့ပြိတ္တအကြီးကျယ်ပြိတ္တပေါ့เนาะအဲ့လိုမျိုး content ရှစ်တန်းရွေးမှာအရန်နားထောင်ခဲ့ရသူသူတချင်းတွေတော့သူစာသားတွေပေါ့เนาะအဲ့ဒါတွေကကျွန်တော်တို့တော်ဒီဝေတို့ KD တို့ကိုနိုင်နိုင်တို့အိုက်အုပ်စုတွေအိုက်ဘက်ကအုပ်စုတွေကကျွန်တော်တို့လွှမ်းမိုးခဲ့တဲ့ တေးဆရာတွေပေါ့သူတို့စာသားတွေကကျွန်တော်တို့အသစ်ဖြစ်တယ် ikit ကကျွန်တော်ရှစ်ရတေးဆရာလည်းရှိတယ်ဒါကျွန်တော် generation မတူလေအခု group generation နဲ့ next generation နဲ့မတူတော့လို့ group generation မှာတော့သူတို့နဲ့ကြီးရတာဟုတ်ကိုတို့ကတော့အဲ့တော့ဟိုသူတို့ရဲ့လွှမ်းမိုးမှုတွေရှိတာပေါ့ group ငယ်ပေါ့မှာ guitar ထိခဲ့ရတာဟုတ် addition တွေပဲထိခဲ့တာဒီနောက်ကတော့ဘယ်လိုလဲဆောက်ထွေးတဲ့ ဒီပွဲမှာတော့အမှန်တရားပြောရင်တော့အကိုကတော့သူကတော့ rock တွေပဲရေးတာကကိုတော်ရီကကျွန်တော်ကဟိုလေလူချင်းတာဟိုမရင်းနှီးတာသူ့ရဲ့နုပညာနဲ့ကတော့ဟိုဖလဲတကင်မှာဟိုဒီဒီရွယ်အထိပေါ့နော်အခုရက်အထိပေါ့နော်ဖလဲတကင်မှာလူချင်းတာမရင်းနှီးတာအနုပညာသူ့အနုပညာနဲ့ကတော့ marriage နှီးတော့သူ့ရဲ့အနုပညာကိုကျွန်တော်တော့တည်တယ်ပကြီလဲဆွဲတာလည်းတည်တယ်နောက်ပြီးတော့ကြပြားလည်းရေးတယ်အဲ့ဒါလည်း သိတယ်เนาะနောက်အဓိကအများဆုံးပတ်သက်တာကတော့ဒီစာသားတွေပေါ့เนาะစာသားတွေမှာတော့ဟိုကိုခရတိဘယ်လိုခေါ်မလဲအားလုံးနဲ့အမှကိုနဲ့တင့်တော်မဲ့ဟာလေးရွေးလိုက်တာပေါ့ကိုနဲ့လိုက်မဲ့ဟာလေးပေါ့ဟုတ်အော်ဒီမှာတော့၃ပုတ်စီအလှည့်ကြပါတယ်ကိုတော်ရီဝေရဲ့အမှုပညာနဲ့နောက်ပြီးကိုတော်ရီကြိုက်ကိုတော်ရီဝေကြိုက်ခဲ့တဲ့ဟို80 road 90 road သူရေးခဲ့တဲ့ဒီတခြင်းတွေကတော့ကျွန်တော်အဲ့ဒါနဲ့ကြီးခဲ့တယ်ဆိုတော့လေဟိုတခြင်းပေါ်မှာတော့ အဲတချင်းမျိုးစားပေါ်မှာတော့ tension မရှိဘူးဟိုကျန်တာတော့တချင်းဟိုတိတ်ထူးခြား tension မရှိဘူးဘာလို့ quarter နဲ့ကြီးလာတာဖြစ်လဲကိုငယ်ဆုံးတဲ့ချင်းကြတော့ one နဲ့တော့ ဝန်နေတော့အဲဝန်နေတော့ဆိုလေနုပညာသမားချင်းချင်းဆိုတော့လေနုပညာသမားချင်းဆိုတော့ရှိစေစင်တာပေါ့နော်ဝန်နေတော့အဲဟိုလေရှိနေတော့ကလည်းကျွန်တော်တို့ကကိုကိုနိုင်နိုင်တို့ဘာလို့လဲဆိုတော့အပြင်မှာခင်းတာလေကိုတော်ရီဝင်နေဆိုမခင်းလိုက်ရအောင်အဲ့ဒါပေါ့နော်အဲ့ဒါလည်းပါတယ်နောက်သူမရှိတော့ဆိုတော့တည်ရပါတော့နောက်သူမရှိတဲ့သူ့နုပညာကိုသူ့သူငယ်ချင်းသူ့ဂီတရောင်းရင်ကိုငယ်ကစုံနေအောင်နားထောင်အောင်ဖြစ်နေတယ် ထူးကတော့ဆရာတော်တွေရဲ့မိတ်ဆွေတွေနဲ့မိဘပတိုင်းဝိုင်းကသူတို့အမတ်တရပေါ့နော်သူစန္ဒာလေးဖြည့်ဆည်းပေးတဲ့သဘောပါပဲကျွန်တော်သူမဆုံးခင်တည်းကလည်းချိုးကြီးဆိုပေးမယ်ဆရာကိုပြောတော့ဆရာကောင်းတယ်ဆိုပါဆိုပြီးတော့သူကလည်းဖွင့်ပေးထားတော့အဲ့ဒါတွေကိုကျွန်တော်တို့ကသူစန္ဒာအကောင့်ထဲပို့တာပါကျွန်တော်ဝိုင်းပြီးတော့ဆန္ဒတော်ချစ်တယ် ညာသမားကတော့ဒီလိုပါပဲအနုပညာသမားကတော့အားလုံးကလူတိုင်းသိတာပဲဒါပေမဲ့အနုပညာသမားကတော့ဟိုလေ तू ကအနုပညာလေးတွေကရင်ဘတ်ထဲမှာကျန် heart to heart သွားတာ哦 तू ကအဲ့လိုဆိုရင်ဘတ်ထဲမှာလှုပ်လှုပ်ခက်ခက်ကြံခဲ့တာပေါ့ तू ဘယ်လိုကထင်ကြံတာပေါ့ဗျာအားလုံးကတော့တမျိုးစီတော့ဟိုကြံခဲ့တာပါဒါပေမဲ့အနုပညာသမားကတော့လေ तू အနုပညာလေးတွေကရှင်တန်တယ်ပေါ့ဆက်ပြီးတော့အဲ့ဒါလေးက one on one တာစရာလေးပေါ့နော်